ဆက်ပေးမယ့်သတင်းကတော့တတိယကမ္ဘာစစ်ဖြစ်ရန်အတွက်ညှိနှိုင်းဖြစ်ရှင်ရဲ့ရခြားသမရတောင်းဆိုတဲ့သတင်းဖြစ်ပါတယ်။ရခြားသမရဘူတင်ကတတိယကမ္ဘာစစ်ဖြစ်ပေါ်နိုင်တဲ့အလားအလာတွေထွက်ပေါ်လာတယ်ဆိုတာကိုလက်ခံထားသလိုတတိယကမ္ဘာစစ်ဖြစ်စေဖို့အတွက်ညှိနှိုင်းဖြစ်ရှင်ဖို့လိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံရဲ့စိန့်ပီတာစဘတ်မြို့မှာကျင်းပခဲ့တဲ့နှုံချုံရေးဆိုင်ရာဆွေးနွေးပွဲတရက်မှာတတိယကမ္ဘာစစ်ဖြစ်နိုင်တဲ့ပြည်ပခါတွေအရှိန်မြင့်လာသလိုတကယ်ဖြစ်လာရင်တထထတာတဲ့ပို့တဲ့ထိခိုက်မှုတွေဖြစ်လာတာကြောင့်ပြည်နိုင်ပြည်ရှင်းတာအကောင်းဆုံးဖြစ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။အီရန်နဲ့အစ္စရေးကမှအပြန်အလှန်တိုက်ခိုက်မှုတွေမြင့်တက်လာခဲ့သလိုအမေရိကန်ကလည်းအီရန်ကိုတိုက်ခိုက်မှုတွေလုပ်နိုင်တဲ့အလားအလာတွေလည်းရှိကြကြောင်းပူတင်ကတတိယကမ္ဘာစစ်ဖြစ်နိုင်တဲ့အလားအလာတွေပေါ်ထွက်လာတယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါအပြင်အစ္စရေးဘက်ကလက်ရှိအီရန်ခေါင်းဆောင်တွေအပြောင်းလဲဖြစ်အောင်လုံဆောင်မှုဆိုတဲ့ရည်မှန်းချက်ကမဖြစ်နိုင်ဘူးလို့ရုရှားဘက်ကသတ်မှတ်ထားတယ်လို့လည်းသိရပါပါတယ်ရှင်။ဒီတိုင်းကိုရောရင်ချက်အောင်ကပြန်လာတာပါ။